တင်ဆက်ပေးမယ့်သတင်းကတော့ Pascal Driver တို့ရဲတထာကုန်မှုကြောင့်ရဲစနစ်တန်းဆုံးရှုံးခဲ့တဲ့သတင်းပဲဖြစ်ပါတယ်။ဂျပန်နိုင်ငံကျူတိုမြို့မှာ Pascal ရဲမော်တော်ဟာခီးတဲ့တဲ့ဝကပြည့်ရခဲ့တဲ့ Pascal ကရဲတထာကုန်ခူးခဲ့တာကြောင့်တရားရှိရမယ့်ပြင်ဆင်လာစားရဲစနစ်တန်းဆုံးရှုံးခဲ့လို့သိရပါတယ်။အစိုးရရေမောင်းဟာခီးတဲ့တဲ့ဟိုကဘတ်ကားစီကရန်တထောင်ကိုဘတ်ကားခပေးဆောင်ရမယ်ဆက်တဲ့ထဲတာကိုဂျားတဲ့ကနေမထည့်ပေးနဲ့ယူထားခဲ့တာပဲဖြစ်ပါတယ်။ လက်ကျန်းကင်မရာမှတ်တမ်းလေးကိုပြန်လည်စစ်ဆေးကြည့်တဲ့အခါမှာမေးမသားလုပ်ပြီးတော့ခီးတဲ့ပြီးတဲ့ဘက်စကာကကိုယူဆောင်ခဲ့ရလို့တွေ့ရှိခဲ့ရကြောင်းတရားစွဲဆိုခဲ့ရမှာတရားရုံးကလောက်တဲ့29နှစ်ရှိဖြစ်တဲ့အဆိုပါရင်မောင်းကိုအလောက်ကထုတ်ဝယ်ဖို့နဲ့ပင်စင်လာစားရဲမပေးဖို့အတွက်အမိန့်ချမှတ်ခဲ့ရပဲဖြစ်ပါတယ်။အဆိုပါရင်မောင်းကလည်းရန်တထောင်ခဲ့ရကိုလောက်တဲ့29နှစ်အတွက်မရရှိမဲ့ပင်စင်လာစားရက်စက်နှစ်တန်းမပေးဖို့ဒီမိန့်ချခဲ့တာကပြစ်ထန်လို့နဲ့ဆိုပြီးတော့အယူခံဝင်ခဲ့ပါတယ်။ နောက်ဆုံးမှာဂျပန်တရားရုံးချုပ်တရားရှိလာခဲ့ပြီးဂျပန်တရားရုံးချုပ်ကမူလတရားရုံးကရှာမှတ်ထားတဲ့အမိန့်ဖြစ်တဲ့ရတခါကိုယူခဲ့တာဟာအများပြည်သူကဘက်စကပို့ဆောင်ရေးစနစ်ပေါ်ယုံကြည်မှုထိုင်းစေနိုင်တာကြောင့်အလုပ်ထုတ်ဖို့နဲ့ပြင်ဆင်မပေးဘဲအမိန့်ကိုတည်ပြုခဲ့ရလို့လည်းသိရပါတယ်။ဒီသတင်းကိုတော့ရင်းချောင်းဟာပြပို့လာပါဗျ။